ဖလားလမ်းမဲမှန်ယူနဲ့ချန်ပီယံအာရှတိုင်းဆွန်အောင်မင်းမင်္ဂလာပါပရိသတ်ကြီးတို့ရှင့် ယူရိုပါလိဖိုင်နယ်ပွဲစဉ်မှာမန်ယူနဲ့စပါတင်တို့ရှင်းပြနောက်ဆုံးပြိမှတ်တစ်ခုဖြစ်ခဲ့ပြီးချန်ပီယံအိမ်မက်တွေအတွက်ရုန်းကန်ခဲ့ကြပါရယ်။ဥရောပအောင်မြင်မှုသာမကနောက်ရသည့်အတွက်ချန်ပီယံလိဝင်ခွင့်နေရာအတွက်လည်းအရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီးပွဲရတော့အကျိတ်နယ်ရှိခဲ့ပါရယ်။ဒါပေမဲ့စပါတင်ရဲ့အနိုင်ကိုတကူကမန်ယူတင်းကိုချန်ပီယံအိမ်မက်တွေနဲ့ဝေးကွာစေခဲ့ပြီးစပါတင်ရဲ့ဖလားမိုးခေါမှုကိုအဆုံးသတ်ပစ်ခဲ့ပါရယ်။စပါတင်အတွက်ဒီယူရိုပါလိဖလားက16နှစ်အတွင်းပထမဆုံးချိန်ပြန်လည်ရရှိခဲ့တဲ့စုဖလား ားတစ်ခုဖြစ်ပါတယ်။စပါတင်နဲ့တူအာရှစတားဆိုအောင်မင်းရဲ့မမေ့နိုင်စရာသမိုင်းဝင် အောင်မြင်မှုတစ်ခုလည်းဖြစ်ခဲ့ပြီးသူ့အတွက်ပထမဆုံးဥရောပအောင်မြင်မှုလည်းဖြစ်ပါတယ်။ ဆွမ်မင်းဆိုတာစပါးနဲ့ကိုရီးယားအသင်းအတွက်မရှိမဖြစ်ကစားသမားတို့ဖြစ်ပြီးတော့တိုက်စစ်စွမ်းရည်မြင့်တဲ့ကစားသမားတယောက်ပါပရီးမီးယားလီးဂ်မှာစပါးအသင်းကိုဥဆောင်မောင်းနှင်လာသူတယောက်ဆိုရင်လည်းမမှားပါဘူးဆွမ်မင်းကစပါးအသင်းကို2015-2016ရာသီမှာစတင်ရောက်ရှိလာခဲ့တာဖြစ်ပြီးအသင်းရဲ့လူစင်းကိုအင်အားတောင့်တင်းစေခဲ့ပါတယ်အာရှသားတယောက်ဖြစ်ပေမဲ့ခက်ခဲကြမ်းတမ်းတဲ့ပရီးမီးယားလီးဂ်မှာဆွမ်မင်းတယောက်အကောင်းဆုံးတောက်ပနိုင်ခဲ့ပါတယ်တိုက်စစ်စွမ်းရည်မြင့်မှာပြီးလျှံပြန့်ဖြက်လက်မှုတွေနဲ့အဆုံးသက်တေချာမှုတွေကအာရှသားရဲ့အ မှတ်သားတစ်ခုလို့ဆိုနိုင်ပြီးစပါတင်မှာသူ့ရဲ့ကစားသမားဘွားကခန်းနာကြီးကျယ်ခဲ့ပါတယ်။စပါတင်နဲ့တူအကောင်းဆုံးခြေစွမ်းအနေနဲ့ဖြတ်သန်းခဲ့ပြီးအသင်းရဲ့ကပ္ပတိန်ဖြစ်လာတဲ့အထိဩစာကြီးမားခဲ့ပါတယ်။ 2021-22ရာသီမှာပရီးမီးယားလီးဂ်ရဲ့ရွှေဖနက်ဆုရှင်ဖြစ်ခဲ့တဲ့အထိဂိုးရီများစွာသင်းယူပေးနိုင်ခဲ့ပါတယ်။ဆွမ်မင်ကကိုရီးယားအသင်းရဲ့ခေါင်းဆောင်ကောင်းတစ်ယောက်လည်းဖြစ်ခဲ့ပြီးကမ္ဘာဖလားပြိုင်ပွဲတွေမှာဂျာမနီ၊ပေါ်တူဂီတို့လိုအသင်းတွေကိုအနိုင်ရအောင်ဆွမ်းဆောင်နိုင်ခဲ့ပြီးကိုရီးယားအသင်းရဲ့ပုံရိပ်ကိုမြင့်တက်စေခဲ့ပါတယ်။အခုလိုမျိုးဆွမ်းဆောင်ရည်မြင့်မားတဲ့အာရှသားကြီးဟာအကောင်းဆုံးခြေစွမ်းနဲ့ပိုင်ဆိုင်ထားခဲ့ပြီးမြစ်ပါတင်နဲ့ဖြတ်တန်းခဲ့တဲ့ကာလတွေမှာဝေဝံမှုတွေကတော့ရှိနေခဲ့ပါတယ်။စပါတင်က2008-2010ရာသီမှာ ခါရာဘောင်းဖလားကိုနောက်ဆုံးကျင်ရရှိခဲ့ပြီးနောက်အောင်မြင်မှုတွေနဲ့ဝေးကွာနေကြရတာဖြစ်ပါတယ်။စပါတင်ရဲ့ဖလားမိုးခေါမှုတွေပေါ်အာရှဒါရဲ့စွန်အောင်မဲပေါ်မှာလည်းဝေဖန်မှုတွေမြင့်တက်ခဲ့ပြီးတော့ဖိအားတွေဖြစ်စေခဲ့ပါတယ်။ ဒါပြင်ဒီနေ့ရသည်မှာစပါတင်ရဲ့ပရီးမီးယားလိရက်တိမှုအခြေအနေကဆိုးရွားလာခဲ့ပြီးတော့ပြည်ရင်းလိဖလားတွေနဲ့ဝေးကွာခဲ့ပါတယ်။စပါတင်နဲ့ဆိုအောင်မဲ့အတွက်ယူရိုပါလိဖလားကနောက်ဆုံးပြတ်မှတ်တစ်ခုဖြစ်ခဲ့ပြီးပွဲသိမ်းတိုက်ပွဲတစ်ခုဖြစ်ဆင်နွှဲခဲ့ပါတယ်။ဆိုအောင်မဲက2018ဆက်ကိုချန်ပီယံလိဖိုင်နယ်မှာလည်းလီဗာပူးသင်းကိုရှုံးနိုင်ခဲ့ရပြီးဥရောပအောင်မြင်မှုတွေနဲ့လွဲချော်ခဲ့ပူပါတယ်။ ဒါဟာအာရှသားအတွက်ဂျိန်စာတင်အိမ်မက်ဆူတွေဖြစ်ခဲ့ပြီးစပါပရိသတ်တွေလည်းစိတ်ပြတ်ဝမ်းနေကြရပါတယ်။အခုချိန်မှာတော့စပါသင်းနေနဲ့ဥရောပအောင်မြင်မှုဖြစ်ယူရိုပါလိဗလာဂျီကိုတင်ပိုင်နိုင်ခဲ့ပြီးဆက်ကွနနဲ့အတွင်ဂျိန်စာဆိုးတွေကိုပယ်ဖျက်နိုင်ခဲ့ပါတယ်။ဒီဆူဗလာဂျီကအာရှသားရဲ့ပထမဆုံးဥရောပဖလားလည်းဖြစ်ပြီးဝေဖန်မှုတွေကိုလှလှပပနဲ့အဆုံးသတ်နိုင်ခဲ့ပါတယ်။